အဲရှက်တာတော့အဲ့လိုဥဘောဟိုကခလေးလေးဆိုအရင်ကြီးစင်တာဟာခလေးလေးအဲ့လိုလေအရင်ခေါ်တတ်တာပဲအဲ့ဒါနဲ့နေလေအရင်ကြီးရတာပေါ့နော်အဲ့လိုစကလုံးတစ်လုံးဘာမှမဟုတ်တာလေးနဲ့အရင်ကြီးရအောင်လုပ်နိုင်တာလေဒါဆိုကိုမြင့်မြတ်ကိုနိုင်ရအရင်ကြီးရဘာမှမဟုတ်ဘူးဒီလိုပဲဗစက်ကနေအဲ့လိုအာမေဒိန်လေးရတယ်လေဟိုပွဲကြတာပေါ့နော်ရိတ်သက်ကစိတ်ထိတ်ရတာခလေးလေးလို့ခေါ်နေတယ်အဲ့လိုရီရောပြန်ရရတာရှိရောဒါပေမဲ့ကိုနိုင်ကိုနည်းနည်းလေးကြောက်တယ်လေနော်ကိုအခါကျတော့လည်းအဲ့လိုခဏခဏမမအောင်အဲ့လိုစိတ်ထားတာအောက်ပါ လီလီယာဂလီလီအမနဲ့ဘူတာကိုတောင်းတူဘာလို့တူရမှာလဲမမအသက်တာကြီးရာနုံနုံအတတနဲ့ဥတာကြောင့်ဥတိုင်းမယ်မြူလေဘလိုပဲမဖြစ်ဥတာနဲ့မမကိုလုံးဝသဘောမတူနိုင်ဘူးဥနဲ့ဆိုရင်တော်သေးရဲ့ဒါယူကရေးပူတာမှာမလို့လေးတူရအောင်လေးနဲ့တူ ုးပြအမကရေချိုးလေးနဲ့ထိတ်ချင်အမအတွက်နဲ့ပေါ့နော်ဒါဟိုကိုကိုပေါ့အမအတွက်ပိတ်ဆက်ထားတဲ့ညမလေးပေါ့နော်ဘုံမစွန်တဲ့ကောင်မလေးပေါ့အဲ့ဒီပိတ်ဆက်ထားပါတယ်မိုင်းနဲ့ဘယ်လောက်ထိ chemistry ပြီးလဲဘူရီနဲ့ဘူရီ မိုင်းနဲ့အရှိမအမတ်တက်ဘောမှာ series တွေ drama တွေရိုက်ခဲ့ရတယ်။ဟာတကြတော့မိုင်းနဲ့တွဲပြီးတော့မလုပ်ဘူးဘူး။ပထမဆုံးတွေ့ပြီးတော့လောက်ရတယ်ပေါ့နော်။အဲ့ချိန်မှာလည်း character လည်းညီမလည်းဖြစ်တယ်။ပြီးတော့ဂျူးလေးပေါ့ဂျူးလေးကိုလည်းဒီဒီတကယ်ကိုပေါ့နော်လောက်ခွဲရတဲ့ character တခုနဲ့ရုပ်ရှင်ကလည်းပေးလာတယ်ဆိုတော့မိုင်းကြီးတို့ကိုနိုင်တို့ပေါ့နော်အမိလိုက်နိုင်အောင်တော်တော်လေးကြိုးစားခဲ့ရပါတယ်ဟုတ်အမတရားကတော့အရင်ပျော်စရာကောင်းတယ်ပေါ့နော်နိုင်ရဲ့သဘောလည်းကောင်းတယ်အပြီးွားလို့ရှိရင်ခဏခဏဘယ်လိုပြောရမလဲ အရန်ဟို idea ကောင်းတော့တခါလေကြရင်ဝါအဲ့လိုမျိုးဖြစ်သွားဘူးကိုကလည်းအများကြီးဒီ idea တွေကလေကြည်လာခဲ့တာငဲ့ငဲ့လေးကလေးရဆိုတော့လေအရန်ကြိုက်တော့ခိုင်းကြညောသွားပြီးတော့လေပါသွားတာကို idea မလုပ်ဖဲနဲ့ပေါ့မိုင်းရတတိပြေတတိနဲ့ idea လုံးလေးပေါ့ပြီးတော့ idea လုံးရတယ်ပေါ့ရက်ပကကော ားတွေအများကြီးအားပေးခဲ့ရတာပေါ့နော်အဲဆိုတော့ဟိုအခုကိုကိုတိုင်းလည်းပါဝင်ပြီးတရုတ်ဆောင်ရပြီဆိုတော့ကိုကငငယ်ရရုပ်ရှင်ကြည့်တယ်လို့မျိုးကိုကြည့်ပြီးတော့ပါအောင်ရတယ်အဲ့ဒီလို့ကိုမေးရတယ်အများကြီးဖြစ်ခဲ့ရတယ်ဟုတ်ဟုတ်နောက်ပြီးဒါပါတွေကိုတွေ့နေရတယ်ဘယ်လိုအားတပတ်တပါတော့ ဆန်းလို့ဘယ်နာကဆန်းဆန်းအမြန်ဖာဖက်လေပေါ့နော်အဲ့လိုမျိုးလေးပါမကြီးကတော့အရန်စိတ်သွေးတာကောင်တယ်ချူလေးကိုဘယ်ချိန်တွေ့တွေ့တင်ပေးတယ်ပြီးလက်တွဲခေါ်တယ်တချို့နေရာဆိုချူလေးနဲ့လိုက်တယ်ချူလေးကဒီစကလုံးလေးချူလေးပဲပြောလိုက်အဲ့လိုမျိုးလေးကိုလုပ်ပေးတယ်ပေါ့နော်ဟုတ်နည်းနည်းပပတော့ရှိရယ်မကြီးတို့ကတော့ပို့ပြီးကျွမ်းတာပေါ့နော်ချူလေးကကြာအဲတော်တော်ကြာပြီလားယုံနန်းနဲ့အတူတူပြန်ရိုက်တဲ့ရုပ်ရှင်ဆိုတော့လေဟိုကိုကိုကိုစူးစမ်းနေတဲ့လူငယ်လေးတယောက်လိုမျိုးပဲခံစားရတယ်အဲ့တော့ ဟို confidence တော့နည်းနည်းတော့မရှိဘူးဒါပေမဲ့တခါတလေကြောက်ရောလဲအဲ့လိုမလုတ်တက်လုတ်တက်ကလေးရလဲပူကြီးရမလားပေါ့အဲ့လိုစိတ်လေးနဲ့ကြည့်နေတာပေါ့အခုချိန်မှာဟာသဆိုရင်တော့အဲ့တုန်းကထက်တော့အများကြီးပေါ့နော်ဟိုဒီဟိုဘိုးလေးကမရည်ရစီမန်းဟာလေးပို့ပြီးထဲ့နိုင်လာတာပေါ့အခုကြတော့တဲ့အရင်ပျော်ရွှင်ရပါတယ်ယူလေးမျက်နှာလည်းမငယ်ရဘူးတကယ်ဘောနော်ဒီလုတ်ွက်တွေလည်းပေးတယ်ကိုကတော့အဲ့ချိန်မှာအကောင်းဆုံးကြိုးစားရတာပေါ့နော်ဒါမှလည်းဟိုအတိမတ်ပြုခံရပြီးတော့တကယ်လုံနိုင်ပါလားဆိုပြီးကိုအတွက်လည်းတက်လန်းနေလည်းရှိတာပေါ့နော်အဲ့တော့ဒါယူလေးအတွက်ကတော့ယုံတန်း န်းလုံလန်းရိုက်နေတဲ့ဒီကားကိုရိုက်တယ်ယုံလန်းပြီးကနေမှဘူးတော်ကင်းကိုရိုက်တယ်ဆိုတော့ဒါကျူးလေးတော့ယုံလန်းကလည်းတကယ်ကိုပေါ့နော်ကမ်ပ လည်းပောက်ခဲ့သလိုဘိုးတော်ခင်ကလည်းဘွားမှာအမတ်တရအကယ်ဒမီရခဲ့တယ်။သူတို့အဲ့နှစ်ခုနဲ့အတူတူလုပ်ခဲ့တဲ့ဒီကားလည်းအရန်အောင်မြင်ပြီးတော့ငွေတွေအများကြီးရစေချင်ပါတယ်။ဟုတ်အဲ့ရှက်တာတော့အဲ့လိုဦးဘောဟိုကခလေးလေးဆိုအရန်ကြီးစင်တာဟာခလေးလေးအဲ့လိုလေအရန်ခေါ်တတ်တာပဲအဲ့ဒါနဲ့နေလေးရန်ကြီးရတာပေါ့နော်။လူစကလုံးတစ်လုံးဘာမှမဟုတ်တာလေးနဲ့အရင်ရှိရအောင်လုပ်နိုင်တာလေဒါဆိုကိုမြမြကိုနိုင်ရအရင်ရှိရဘာမှမဟုတ်ဘူးဒီလိုပဲဗစက်ကနေအဲ့လိုအာမေဒိန်လေးရတယ်လေ ဟိုပွဲကြရပေါ့နော်ရိတ်သက်ကစိတ်ထိတ်ခဲ့ရတာကလေးလေးလို့ပြောရစေအဲ့လိုရီရာရောပြန်ရရတာရှိရောဒါပေမဲ့ကိုနိုင်ကြီးကိုနည်းနည်းလေးကြောက်တယ်လေနော်ကိုအခါကြောက်ရလဲအဲ့လိုခဏခဏမမားအောင်အဲ့လိုစိတ်ထားတာအောက်မှာကလေးလေးကကလေးလေးအမှန်နဲ့ကူတာကိုတောင်းတူဘာလို့တူရမှာလဲမမအသက်တာကြီးရာနုံနုံနုံအတတနဲ့ဥဒါကြဥဒိုင်းမယ်ဘူးလေဘလိုပဲဖြစ်ဥဒါနဲ့မမကိုလုံးဝသဘောမတူနိုင်ဘူး ဥနဲ့ဆိုရင်တော်သေးရဲ့ဟုတ်ကဲ့ပါအမျိုးဆက်တွေကတကယ်မထွက်ဘူးအမျိုးဆက်ရယ်လေဟုတ်ဘယ်လိုအမျိုးတုံလဲဖေဖေမွေးတဲ့ကလေးကြတော့ဒါနဲ့ဖေဒူအမေခွဲညီကျွန်တော်မွေးတဲ့သားကဖေဖေမွေးတဲ့သားရဲ့တူဝလို့ကျွန်တော်မွေးတဲ့သားနဲ့အဖေရဲ့မိန်းမကြတော့ ကောင်းမွေးတဲ့သားနဲ့ဖေဖေနဲ့အဲ့တော့မင်းသားကခြေဖို့ရဲ့ဖေလူမေဝက်ကြီးကဲကဲကြောပါတော့ကြောကြပါတော့အများကြီးပဲဟာတာကားတွေဒီနှစ်တည်းမှာဟာတာကားတွေတအားများပါတယ်ဒါမဲ့လည်းပေါ့နော်တကားနဲ့တကားလည်းမတူပါအောင်တကားနဲ့တကားမထက်အောင်တကောင်းကိုကြိုးစားတာဟိုခင်းခင်းချစ်ကိုပို့မာတော့ကတော့ဒါတော်တော်လေးကိုပေါ့နော်ဟိုဟိုကိုကိုကိုဟာတာလုပ်တဲ့နေရာမှာဟိုနည်းနည်းလေးတော့ဟို ပြောမလဲကားနည်းနည်းများသွားတော့လေဟိုအတွေ့အကြုံကစကားနည်းနည်းပြောလာတယ်ပေါ့နော်ဒါကတော့အရင်စိတ်နဲ့ဒီဒီညိုပြားလေအအကောင်းဆုံးကြိုးစားထားပါတယ်ကောင်းလဲကောင်းတယ်ဒါပေမဲ့လည်းအလောက်ကြီးကြတော့လည်းမကောင်းဘူးပေါ့နော်ဟိုဖြစ်နိုင်လို့ရှိရင်တော့တစ်နှစ်မှာ6ကားလောက်ဆိုတာဒါပုံမှန်လောက်ဖြစ်တယ်ပေါ့နော်အခုက၄ဘက်ဇက်တိုက်၄ကားဇက်တိုက်ကိုတင်လိုက်တော့လေဟိုအေးဒီ ူသားကိုမင်းဟိုဟိုကားကြည့်ပြီးပြီလေမလာတော့ပါဘူးလို့ပါအဲ့လိုဖြစ်သွားမှာအရန်ကြောက်တာလေဟိုဘောနော်ချူလေးကားလေးကြည့်ကျင်လိုက်တာအထိစောင့်ပြီးတော့မှယုံတင်ကြတော့လာကြမှာလေဒါမှလည်းအဲ့လိုမထင်ပါနဲ့လို့တကားနဲ့တကားမတူပါဘူးလို့လုံးဝမတူပါတပုံစံစီလာမှာပါလို့ကြည့်ပေးပါဦးဒါပေမဲ့ဒရာမာကားကြီးလည်းဂျားထဲမှာလာဖို့ရှိရထိုက်ရိုက်ဖို့လည်းရှိပါတယ်လို့ဟုတ်ယူခါရဲ့ပူကြမှာပေါ့နော်ဒါဟိုဘယ်လိုပြောရမလဲဆိုကိုရွှေထူးဆိုလည်းဒါမမြင်ဘူးတဲ့အိုက်ကင်မျိုးနဲ့တွေ့ရမယ်ကိုရွှေထူးတစ်ချက်တစ်ချက်လောက်သွားရင် ကိုကလည်းလေးဒီလားအေးဟိုဒီမှာတက်တဲ့အရန်ကြိုက်တော့လေအာအိုးကြည့်နေရတယ်လို့အဲ့လိုမျိုးလေးကိုလေဟာတော့အဲ့လိုအရန်မိုက်တယ်ပြီးရှင်ရီရတယ်ပေါ့နော်ဟာတာအိုက်တဲ့ကမိုင်းကြီးနဲ့ကိုနိုင်ရပြောစရာမလိုသူလေးကတော့အမိလိုက်ရတာပေါ့သူမြဲမြဲဆိုင်ဆိုင်နဲ့ပေါ့နော်ကြည့်ရမှာပါလို့ဟိုပြီးရှင်ဒီလေးယောက်သလုံးရတယ်ဒီမြဲမြဲတတထိထိမိမိနဲ့အကောင်းဆုံးလောက်ွက်တွေလည်းရထားတယ်ပေါ့နော်အဲ့တော့ဒါရောက်အားလုံးပြခေါ်ပါတယ်ကြည့်ပေးကြပါဦးရှင်ကျေးဇူးပါဟုတ်